ရှင်ကျမကတော့ရုံးမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်တွေမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတဲ့သတင်း၊ PNP မှာတိုက်ပွဲပြင်းထန်နေပြီးထိုင်းဘက်ချမ်းကိုလက်နက်ကြီးကြီးကြတဲ့သတင်း၊ကြောက်ပြောင်းမြို့နယ်၊ဒုမြို့နယ်အုတ်ချုပ်ရည်မှုတပ်ဖြတ်ခံရတဲ့သတင်း အာရှရေးရာထူးကိုယ်စားလှယ်မစ္စတာတန်ရှိကျင်းကငင်းရဲရေးနဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆက်ကူညီမယ်လို့ပြောတဲ့သတင်းတွေပဲဖြစ်ပါတယ်။ထမားဆုံးသတင်းအနေနဲ့စစ်တွေနဲ့ကြောက်ဖြူမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်စစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအေအေရဲ့မြေပြင်ထိုးစစ်ကြောင့်စစ်တွေမြို့မှာစစ်ကောင်စီတပ်စခန်းချို့စုခွာနေတယ်လို့ဒေသခံချို့ကပြောပါတယ် စစ်တွေမျိုးနဲ့ကင်းမော်နဲ့ဝါဖို့ကြေးရနီးမှစစ်ကောင်စီရှေ့တန်းစခန်းများကိုအရခတ်တတော်အေအေကထိုးစစ်စင်တိုက်ခိုက်နေပြီးစစ်ကောင်စီတပ်များကမက်လာ9ရက်ကစလို့ဒေသကူကဲမှုစစ်ဌာနချုပ်ဒါကာစာတို့စုတ်ခွာသွားတယ်လို့သိရပါတယ်တိုက်ပွဲကစစ်တွေမျိုးနဲ့ငားမိုင်ခန့်အကွာအထိရောက်လာပြီဖြစ်ပါတယ်။နောက်ထပ်သတင်းအနေနဲ့ကီအီနီပြည်မှာတိုက်ပွဲပြင်းထန်နေပြီးထိုင်းဘက်ခြမ်းကိုလက်နက်ကြီးကြီးကြားတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ တိုက်ပွဲများပြင်းထန်၍ပြည်နီပြည်နယ်နဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံမဲဟောင်ဆောင်ခိုင်တွင်လက်နက်ကြီးကြီးကြားရောက်ခဲ့တယ်လို့ထိုင်းသတင်းဌာနခေါ့ဆုတ်အင်္ဂလိပ်ကမနေ့ကဖော်ပြထားပါတယ်မြန်မာဘက်ချမ်းမှာတိုက်ပွဲများပြင်းထန်နေတာကိုမေဟောင်ဆောင်ခိုင်ဘန်ကွေမဟန်စွန်နဲ့ဘန်နာပါပိကျေးရွာများကကြားနေရတယ်လို့လည်းဖော်ပြထားပါတယ်။ဒါ့အပြင်မြန်မာစစ်တပ်ဟာ၎င်းတို့ဆုံးရှုံးခဲ့ရတဲ့နေဆက်ခြေကုပ်စခန်းများ ပြန်လဲတိမ့်ပိုက်ဖို့ကြိုးပမ်းနေတယ်လို့ထိုင်းတာဝန်ရှိသူများရဲ့ပြောဆိုချက်ကိုကိုကားအတည်ပြုထားပါတယ်။နောက်ထပ်သတင်းအနေနဲ့ကြောက်ပရောင်းမျိုးနဲ့ဒုမျိုးနဲ့အုတ်ချုံရည်မှုတပ်ဖြတ်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြောင်ဦးခိုင်ကြောက်ပရောင်းမျိုးမျိုးနဲ့ထွေထွေအုတ်ချုံရည်ဦးစည်းဌာနဒုတိယအုတ်ချုံရည်မှုဦးတန်းစောဦးကိုတပ်ဖြတ်ပြီးအလောင်းစုပစ်ခံခဲ့ရတယ်လို့သိရပါတယ်။ဦးတန်းစောဦးကိုမတ်လ9ရက်နေ့ညပိုင်းမှာ ကျောက်ဂရောင်းမိတ်ချီလာကာလန်ဘေးကသူပိုင်နဲ့ချမ်းမရှိနေခြင်းလက်နက်ကင်အဖွဲတစ်ခွဲကဖမ်းဆီးသွားပြီးနောက်မက်လာ၁၀ရက်နေ့မနက်ပိုင်းမှာတပ်ဖြတ်ခံထားရတဲ့အလောင်းကိုကျောက်ဂရောင်းမြို့ရှိဘက်ကျောက်ပုံနဲ့ဝမထောက်ရွာကြားမှာတွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းအနေနဲ့အာရှရေးရာထူးကိုယ်စားလှယ်မစ္စတာတိတ်ရွှေကျင်းကငင်းချင်းရင်းနဲ့လူမှုစီးပွားဖွံ့ဖြိုးရေးတိုးတက်အောင်ဆက်လက်ကူညီမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်ရေရှည်တည်တဲ့ခိုင်မာတဲ့ငြိမ်းချမ်းရေးနဲ့ပြည်သူတွေရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်နေချိန်မှာတရုတ်နိုင်ငံအနေနဲ့ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာန အာရှရေးရအထူးကိုယ်စားလှယ်မစ္စတာတန့်ရှီဂျင်းကပြောကြောင်းစစ်ကောင်စီသတင်းထုတ်ပြန်ချက်အရသိရပါဗျ။မစ္စတာတန့်ရှီဂျင်းဟာစစ်ကောင်စီ နိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေနဲ့မတ်လ10ရက်နနက်10:00နာရီမှာ နေပြည်တော်၌တွေ့ဆုံစဉ်အဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။မနေ့ကတရတာဖြစ်ပျက်ခဲ့တဲ့သတင်းတွေက စိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကို မြို့တော်ပရိသတ်ကြီးတို့ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။